အခုကစောင်းဝင်လာပြီဆိုတော့ကျမတို့တောင်မော်ဒေသမှာတအားအေးနေပါပြီ။စောင်းရဲ့အအေးတန်းကြောင့်အအေးမိဖျားနာတာမျိုးမဖြစ်အောင်လို့ကိုခန်းအားကောင်းစေတဲ့ချက်မောင်သီးလေးတွေကလည်းသူ့ရာသီပေါ်စာအနေနဲ့အချိန်ကိုက်ပေါ်လာပေးပါတယ်။ရာသီပေါ်စာမိုးဈေးတက်တက်တတနဲ့ရခဲ့တဲ့ချက်မောင်သီးလေးတွေကိုကြကြလေးအထားခံအောင် လူတိုင်းလည်းစားလို့ရတဲ့တရေစာလေးအဖြစ်ယူလေးထိုးစားပါမယ်ရှင်။ အဲချင်မောင်သေးတစ်ခုကိုယူပြီးတော့အောက်ဖက်ကအညာပက်လေလေးကိုဝိုက်ပြီးတော့လှီးလိုက်ပါမယ်။ပြီးရင်အလဲရအဆန်လေးကိုထိုးထုတ်လိုက်ပါမယ်။ဒါဆိုရင်တော့ချင်မောင်သေးလေးကပုံစံမပြတ်လေးရပါပြီ။ဒါလေးကတော့ချင်မောင်သေး2000မိုးဝင်လာတာပါ။60သားလောက်ရှိပါတယ်။ဒီအထက်ကအစံနေဖယ်ထားတဲ့ချမောင်သီးတွေကိုရေနဲ့ပြောင်နေအောင်လို့ဆေးပေးလိုက်ပါမယ် ချက်မောင်သီးရဲ့အရာတာကတအား channel ထဲမှာပါပါတယ်အဲ့တော့ဒီသူ့ရဲ့အချင်းတက်ကိုဖုံးမှုအတွက်ယူထိုးတဲ့အခါမှာတကြားတွေအများကြီးထည့်ရပါတယ်တကြားများလို့နေဆိုရင်လည်းကျမကြီးအတွက်ကမကောင်းမြန်ပါဘူးအဲ့တော့ဒီချက်မောင်သီးတဲ့အချင်းကိုပြန်ပြီးတော့နှုတ်ပါမယ်ချမောင်သီးကိုထိုးဖို့အတွက်တော့တကြားကို30သားသုံးပါမယ်။အရသာလေးလေးပင်ပင်လေးဖြစ်ဖို့စားလေးအနေငယ်သုံးပါမယ်ရှင်။

ပြီးရင်ဒီချက်မောင်သီးတွေကိုချွဲချွဲကြီးမဖြစ်နေစေဖို့အတွက်ရေနဲ့သုံးထပ်လောက်ပြန်ပြီးတော့ဆေးပေးလိုက်ပါမယ်ဒီလောက်ဆိုရင် ရပါပြီယူထိုးမဲ့အိုးတဲကိုတကြား30သားထည့်ပါမယ်ရှင် အရသာလေးလေးပင်ပင်လေးဖြစ်ဖို့စားလေးအနည်းငယ်ထည့်ပါမယ်ပြီးရင်သမအောင်မှွေပေးထားလိုက်ပါမယ်ပြီးတာနဲ့ခုနပြုတ်ထားတဲ့ချက်မောင်သီးတွေထည့်လိုက်ပါမယ်ရှင် ချမောင်သေးရရေတက်ပါပီးတာဖြစ်တဲ့အတွက်ရေလုံးဝထည့်စရာမလိုပါဘူးရှင်။ချမောင်သေးရထွက်လာတဲ့ရေတွေကုန်သွားတဲ့အထိကိုမှွေပေးနေရပါမယ်။အောက်ကကတ်တာမျိုးမဖြစ်အောင်လို့အဆက်မပြတ်မှွေပေးနေဖို့လိုအပ်ပါတယ်ရှင်။ဒီချမောင်သီးလေးတွေကမှွေနေရင်းနဲ့သူ့ဘာသူရေလေးထွက်ပြီးတော့တဖြည်းဖြည်းနူးပြီးတော့ကျေသွားပါလိမ့်မယ်။ ရေတွေအလုံးကုန်သွားပြီးတော့အခုလိုမျိုးခက်ပြစ်ပြစ်အနေထားလေးရောက်လာပြီဆိုရင်အရာသာလေးမြည်ကြည့်ပါအရာသာစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးမှာတံမြာသီးတစ်စိမ့်လောက်ကိုညှက်ထည့်ပေးလိုက်ပါမယ်ရှင်။ချမောင်သီးကချင်နေပြီးသားကိုဘာလို့တံမြာသီးညှက်တာလဲဆိုတော့ဒီချမောင်သီးကသူ့ကြည့်ပဲဆိုရင် အနံ့တိတ်ပြီးတော့ဟိုတမျိုးပေါ့လေ။အဲတံမြာသီးလေးညှက်ထည့်လိုက်မယ်ဆိုရင်အနံ့လေးပိုပြီးတော့မှုေးပြီးတော့စားကျင်စပွဲအနံ့လေးဖြစ်သွားပါတယ်။ တံမြာသီးလေးညှစ်ထည့်ပြီးတော့ခဏလောက်မှွေပြီးပြီဆိုတာနဲ့မိဖို့ဘဝချလို့ရပါပြီရှင်အခုလိုမျိုးရေလုံးဝမရှိတော့တဲ့ပြည့်နှက်နေတဲ့အနေထားလောက်မှာချပြီးမှကြကြလေးအထားခံပါပါရေကြံနေမယ်ဆိုရင်တော့အကြာကြီးထားမခံပါဘူးရှင်ဒီချမောင်းနီးယိုလေးကိုလုံးဝအေးသွားတဲ့အထိကိုအေးခံနာပေးရပါမယ်။ဒါလေးကတော့တနာ ਈ လောက်အေးခံပြီးတဲ့အနေထားလေးပါ အခုဆိုရင် ချမောင်လေးယိုလီကလုံးဝအေးပြီးတော့ပြစ်ပြစ်ကလေးဖြစ်နေပါပြီ။ဒီချမောင်သီးယိုလေးကို၆တွေ့နေတဲ့ပလင်းတန်တန်လေးတွေကိုပြောင်းထည့်လိုက်ပါမယ်ရှင်။ဗီတာမင်စီတွေအများကြီးပါတဲ့ချမောင်သီးယိုလေးရပါပြီ။အယောင်လေးကြည်ုံနဲ့တင် စားကျင်စရာလေးပါနော်။ဒီချမောင်သီးကို2000မိုးက650 ml ရှိတဲ့ပလင်းအပြည့်ရပါတယ် လေလုံအောင်လို့အဖုံးလေးအုပ်ထားပေးလိုက်ပါမယ်ရှင်။ဒီချက်မောင်သေးယိုလေးကိုဒီတိုင်းလေးစားလို့လည်းရတယ်လို့ပါမုတ်လေးနဲ့ယိုတုပ်စားလို့လည်းရပါတယ်။ပြီးရင်ဒီယိုလေးကိုရင်နွေးပူပူလေးနဲ့ဖြော်တောက်လို့လည်းရပါတယ်ရှင်။ကိုကအပူမတောက်ချင်ဘူးဆိုရင် ရေခဲတုံးလေးတွေနဲ့အအေးလိုမျိုးဖြော်တောက်လို့လည်းရပါတယ်။ ဆောင်းမနက်ခင်အေးအေးလေးမှာချမောင်သီးပါမုတ်ရုပ်တုပ်လေးနဲ့ချမောင်သီးဖြော်ရည်ပူပူလေးတောင်းလိုက်ရင်ဘာမှထပ်ပြီးတော့မလိုတော့ပါဘူးချမောင်သီးရိုလေးနဲ့ချမောင်သီးဖြော်ရည်လေးတောက်ပြီးတော့ဆောင်းရဲ့အေးဒဏ်ကို အတူတူအန်တူကြမယ်နော်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်။